မင်္ဂလာပါမိတ်ဆွေကဒီနေ့ဒီချိန်ထိဘာပဲလုပ်လို့မအောင်မြင်သေးဘူးဆိုလို့ရှင်တော့ဘာကြောင့်မအောင်မြင်လာလဲအောင်မြင်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့နီလန်ကောင်တချို့ကိုကျမကညွှန်ပြသပြမယ်ဖြစ်ပါတယ်အဓိကမိတ်ဆွေကမအောင်မြင်ရတဲ့အကြောင်းရင်းကတော့မသိစိတ်တောင်ဖြစ်ပါတယ်ကျမကဒီနေ့မိတ်ဆွေကိုမသိစိတ်ရဲ့အလုံးလုံးပုံနဲ့ဂုံတက်တိ၅ချက်ကိုပြောပြသွားမှာဖြစ်ပါတယ် ပြီးတော့အဲ့ဒီမသိစိတ်ကိုပေါ့နော် programming လုပ်ဖို့အချက်၃ချက်ပြပြတ်သွားပြီးပြီးတော့နောက်ဆုံးမှာအဲ့ဒီမသိစိတ်ကိုအသုံးချပြီးတော့ကျမတို့ရဲ့ဘဝကိုဘလို့တိုးတက်အောင်ဘလို့ပန်းနိုင်ကိုရပ်ယူမလဲဆိုတဲ့အချက်၅ချက်ကိုပြပြတ်သွားပြီးမှဖြစ်တဲ့အတွက်ကြောင့်အရင်ဆုံးကျမရဲ့ဗီဒီယိုလေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်မိတ်ဆွေကတိုးတက်ခြင်းနဲ့ပြောင်းလဲခြင်းနဲ့တကယ်ကိုအောင်မြင်ခြင်းနဲ့ မသိစိတ်ကိုတွန့်လှန်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့မြင့်တက်ရက်ခံခြင်းပါတယ်။မသိစိတ်ကြောင့်မအောင်မြင်နိုင်တဲ့အချက်၅ချက်ကိုကျမဖော်ပြသွားပေးပါမယ်။နံပါတ်၁ကတော့အကုတ်အပေါ်ကိုကိုကိုမယုံကြည်တာပေါ့နော်။အဲ့ဒါကို set down လို့ခေါ်ပါတယ်။ဒါဆိုဘလို့မျိုးတွေမယုံကြည်ဘူးလဲဆိုလို့ရှိရင်ငါနဲ့မဖြစ်နိုင်ဘူး။ အောင်မြင်ဖို့လုပ်ဖို့မလုံလောက်ဘူးလို့ကိုကိုကိုပေါ့နော်အဲမသိစိတ်ကနေပြီးတော့မကြာခဏဆိုတယ်လို့ပြောနေတယ်ဒါဆိုရင်ကိုမသိစိတ်ကဟုတ်တယ်မဖြစ်နိုင်ဘူးဆိုတဲ့အရာကိုလက်ခံသွားပြီးအဲ့ဒီစကားနဲ့ကိုဟာကိုပိတ်မိသွားတတ်ပါတယ်ဒါနံပါတ်၁အချက်ပါနံပါတ်၂ကတော့တစ်ချိန်လုံးကြောက်ရွံ့နေတယ်ဘလိုမျိုးအရာတွေကိုကြောက်ရွံ့လဲဆိုလို့ရှိရင်တော့မသိစိတ်ထဲမှာပေါ့နော်ဟာအောင်မြင်မယ်ဆိုလို့ရှိရင်လူတွေကငါ့ကိုအဆိုးမြင်ကြမှာ အကုန်လုံးကဆွဲချကြမှာနော်ပတ်စံတွေများလာတယ်ဆိုလို့ရှိရင်တာဝန်ယူမှုတွေအရန်ကြီးလာမယ်စတဲ့အတွေးတွေပေါ့နော်ကျွန်တော်တို့မသိစိတ်ကနေအောင်မြင်မှုကိုတော့စွန့်ပလိုက်တဲ့အထိလုပ်နေပါတယ်တဲ့ဒါကြောင့်မလို့ကျွန်တော်တို့မအောင်မြင်ဘူးဆိုတာကတော့ကိုယ့်ရဲ့မသိစိတ်ကြောင့်ဖြစ်တယ်တခါတလေကြရင်အဲ့ဒီစိတ်ကပဲကိုကိုကိုပေါ့နော်ပြန်လိမ့်လဲလှည့်စားနေတယ် step protection လို့ခေါ်ပါတယ် နံပါတ်3ကတော့အသိမခံနိုင်တဲ့ပုံနော်ငယ်ဘဝအတွေ့အမြင်တွေဖြစ်ပါတယ်ဆိုတော့ limitations a childhood behavior လို့ခေါ်ရတယ်ဒါဆိုရင်ငယ်စဉ်ကပုံကံကောင်းမှုမရှိဘူးအဲဒီအောင်မြင်တာကလည်းတဲ့တဲ့ရင်ပုံတလို့ပဲဆိုပြီးတော့လူကြီးမိဘတွေကကိုအငြင်းအမ်းပြောနေတယ်ဆိုတော့မသိစိတ်ကအောင်မြင်ဖို့ကိုပေါ့နော်မဖြစ်နိုင်ဘူးနော်ဆိုတော့အဲ့လိုမျိုးပတ်ယူထားတဲ့အရာတွေဖြစ်ပါတယ်တဲ့နောက်နံပါတ်၄အချက်ကတော့ မိမိကိုယ်တိုင်မိမိစွတ်စွဲနေတယ်ဘလို့စွတ်စွဲနေလဲဆိုရင် set step bonus လို့ခေါ်တယ်ဟာအလုံးစူးစမ်းရင်မရဘူးထင်တယ်နော်နော်မဆမဆရေလူပဲသဘောထားလိုက်မှကွာဆိုပြီးတော့အလုပ်ကိုမလုပ်တော့တာပေါ့နော် ပြင်ဆက်လုံးမီတော့မယ်ဆိုလို့ရှိရင်လည်းအတွင်းထဲကနေပြီးတော့เนาะမရဘူးဆိုတဲ့အတန်တွေကရှိနေတယ်။ဒါဆိုအလုပ်ကိုမပြည့်စုံအောင်ပေါ့เนาะကိုကအဲ့လိုပဲလုပ်ပြီးတော့ထားခဲ့လိုက်တယ်။ဒါလည်းအတွင်းထဲကမသိတဲ့စိတ်ကကိုကိုအဲဆွဲချနေတာဖြစ်ပါတယ်တဲ့။နံပါတ်5ပေါ့เนาะမသိစိတ်ကို positive နဲ့မတုံ့တက်တာပဲဖြစ်ပါတယ်။အချို့တွေကပေါ့เนาะဒီ information တို့ visualization တွေကိုမလုပ်ကြတော့ဘူးတဲ့။ တကယ်ပြောမယ်ဆိုလို့ရှိရင်တော့ဗောနော်အာမသိစိတ်ပွားပြီးတော့စကားမပြောတတ်တဲ့အဖြစ်တွေကများလို့ဒီမအောင်မြင်ရတဲ့အကြောင်းရင်းဖြစ်ပါတယ်မသိစိတ်ကဗောနော်အောင်မြင်မှုကိုပိတ်ဆို့နေတဲ့စကလုံးများဘလို့မျိုးစကလုံးတွေကပြောနေလဲဆိုရင်အဲ့ဒီကိုပေါ်ပရိုဂရမ်လုပ်ထားတာဘလို့လုပ်ထားလဲဆိုငါကအမြဲတမ်းပြတ်ပြတ်တက်တဲ့လူပဲနော်ငါမိသားစုကဘယ်တော့မှအောင်မြင်တဲ့လူလည်းမရှိဘူးရှိလာမှလည်းမဟုတ်ဘူးပြီးတော့ ငါကံကိုးပဲမရှိရင်ဘာလို့မလဲဘလို့အလုပ်ဖြစ်မလဲဆိုတဲ့စကားလုံးတွေနောက်ပတ်စံကမကောင်းဘူးပတ်စံအန္တရာယ်ရှိတယ်နော်အဲ့လိုမျိုးစကလုံးတွေအဲ့ဒီစကလုံးစကလုံးတွေကတော့မသိစိတ်တဲ့မြတ်မိတ်ဆွေရဲ့အသိမသိစိတ်တဲ့မှာအကြာကြီးပြိမိနေပြီးတော့အောင်မြင်ဖို့ကိုပေါ့နော်အဓိကတားဆီးနေတာတွေဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့မသိစိတ်ကပေါ့နော်ကိုကိုအဲ့လိုမျိုးလုပ်နေတယ်။နောက် ဖြစ်ရှင်းမဲ့နီးလန်းကိုကျွန်မတုံးချက်ပြောပြမယ်။ဘယ်လိုလုပ်မလဲဆိုရင် reprogramming ပြန်လုပ်ရမယ်။မသိဘူးနော်။ဟိုမကောင်းတဲ့ယုံကြည်မှုတွေအဲ့ဒီဆွဲမြဲစွာရှိနေတဲ့တွေကို journaling လုပ်ရမယ်။အဲ့ဒါချက်ရရမယ်။ဒါဘာတွေမကောင်းဟုတ်တခုခုလုံးမယ်ဆိုရင်ငါစိတ်ကဘလို့ဖြစ်လာလဲအဲ့ဒီဟာလေးတွေကိုချက်ရေးကြည့်ပါတဲ့နံပါတ်1ကဘလို့လုံးရမလဲဆိုလို့ရှင့် positive information လို့ခေါ်တဲ့အပြုသဘောဆောင်တဲ့အရာတွေကိုတွေးရမယ် ။ Now specialization လို့ခေါ်တဲ့မြင်ရောင်ကြည့်ပြီးတော့အဲ့ဒါတွေကိုမြင်ရောင်ကြည့်ကြည့်ပဲကိုအောင်မြင်နေတာတို့နော်။ကိုကအာအရာအားလုံးရနေတာတို့အဲ့လိုမျိုးတွေကိုအဲကိုယ့်အကိုပြန်ပြီးတော့ reprogram ပြန်လုပ်ရမယ်တဲ့။နံပါတ်3ကတော့ meditation now mindfulness တို့လည်းဒီမသိစိတ်ကိုပြန်ပြီးတော့ပြင်နိုင်တဲ့အရာတွေဖြစ်ပါတယ်တဲ့။ဒါဆိုရင်ကျမတို့ reprogram ပြန်လုပ်ပြီးသွားပြီလို့အဲမှတ်ယူလို့ရပါတယ် ဒါဆိုဟုတ်ပြီကိုယ့်ရဲ့စိတ်ထဲမှာပေါ့နော်မကောင်းတဲ့စိတ်တွေမရှိတော့ပဲနဲ့ကောင်းတဲ့စိတ်တွေပဲရှိတော့တယ်ဆိုလို့ရှိရင်တော့အဲ့ဒီမတိစိတ်ကိုအတုံးချပြီးတော့အောင်မြင်ဖို့နီလန်း၅ခုကိုဒီမှာကဆက်ပြောပြပါမယ်ဘလို့အတုံးချမလဲ၅ချက်ပေါ့နော်နံပါတ်၁ကဟိုကိုယ့်အတွင်းထဲမှာနည်းနည်းချမ်းချမ်းယူထားတဲ့အတွေ့အကြုံကိုသတိပြုဟာမတိစိတ်ကတင်စင်းသားနေတဲ့အကြောင်းအရာတွေကိုပေါ့နော်အများအားသူကလေ မင်းမသွားပဲနဲ့မှတ်ထားတယ်။ဟိုအရင်တော့ကပေါ့နော်ကလေးဘွားတော့ကအငါမဖြစ်ဘူးလို့ပြောတယ်။အဲ့ဒီမဖြစ်တာတွေကို तू ကအခုချိန်အထိတိမ်ဆဲပြီးတော့မှတ်နေတယ်။အဲ့ဒီဥစ္စာကိုပေါ့နော်ကိုကအတုံးချပြီးတော့အဲ့ဒါကိုဖယ်ပြီးတော့ကောင်းတဲ့ဟာကိုထည့်ပြီးတော့ကိုကလှုပ်ဆောင်မှုဖြစ်တယ်တဲ့။တကယ်အောင်မြင်ခြင်းလဲဆိုလို့ရှိရင်ငါလုံနိုင်တယ်။ဟာအောင်မြင်နေပြီ။အဲ့လိုမျိုးကိုကိုကိုပေါ့နော်။အဲ့ဒီအတွေးတွေကိုထပ်ခါထပ်ခါထည့်ပင်ပြရမယ်တဲ့။နံပါတ်1 positive information လို့ခေါ်တယ်အပြုသဘောဆောင် list ကားတွေပေါ့နော်နေ့စဉ်သုံးရမယ်မနေ့ခင်းအဲ့ရထကနေ့တိုင်းမှာဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်တော့ငါကအောင်မြင်မှုရဖို့လိုအပ်နေတဲ့အရာအားလုံးမှမှရှိနေပြီပြည့်ပြည့်စုံနေပြီအဲအဲ့လိုမျိုးသဘောထားရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ သိစိတ်ကအကောင်းဆုံးနီးလန်းတွေကိုအလိုအလျောက်ပေါ့နော်ဖန်တီးပေးနေတဲ့အဲ့လိုအတီးပြုတ်တဲ့စကားတွေကိုထက်တလဲလဲပြောပြရမှာဖြစ်ပါတယ်တဲ့နောက်နံပါတ်3ကတော့အဲ့ရမဝင်ခွင့် virtualization လို့ခေါ်တဲ့မသိစိတ်ကအိစက်ခံနီးပြီဆိုလို့ရှိရင်အကောင်းဆုံးအနားယူတဲ့အချိန်ဖြစ်တယ် အဲအဲ့ဒီအချိန်မှာမိတ်ဆွေကလိုချင်တဲ့အောင်မြင်မှုကိုဒီလိုမျိုးပေါ်ကြည့်ပြီးတော့မျက်နှာပုံလိုပဲပေါ်လာကြည့်ပြီးတော့ကာပါလုပ်ပြီးတော့ဥပမာစိတ်ပေါ်မှာတက်ပြီးတော့ကိုကအဲစကားတခုခုပြောနေတာတို့အောင်မြင်နေတယ်တို့ကိုဘတ်အကောင့်ထဲမှာပတ်စံတွေဝင်လာနေတယ်တို့ဒီလိုမျိုးအရာဝန်ခံကြီးလေးမှာအဲမြင်အောင်ကြည့်ကြည့်ပါတဲ့ဒါနံပါတ်3အချက်ပေါ့နော်နံပါတ်4အချက်ကတော့စိတ်ဝင်စားမှုနဲ့မသိစိတ်ကိုတဲ့အဲ direction ပေးရမယ်ဘယ်လိုလုပ်မလဲဆိုရင်မသိစိတ်ကိုပြီးတဲ့အရာတွေကို လှဲ့မသွားစေပဲနဲ့ကိုယ့်ရဲ့ရင်မှန်းထားတဲ့အရာကိုကြည်မဲ့ဖက်မဲ့ပြီးရင်အကြောင်းအရာတွေကိုပြောမဲ့အဲ့ဒါကလည်းမသိစိတ်ကိုပေါ့နော်နီလန်းတွေကိုရှာဖြေဖို့ကုညီပေးမှဖြစ်ပါတယ်တဲ့နောက်ဆုံးပေါ့နော်နံပါတ်5ကမသိစိတ်ပေါ်ယုံကြည်မှုရှိတယ်ကိုကိုကိုယုံကြည်ရမယ်အာငါရဲ့မသိစိတ်ကငါ့ကိုကောင်းကောင်းလုပ်ပေးမှဆိုတာကိုယုံကြည်ရမယ်အဲမသိစိတ်ကအတူယူတတ်ပါတယ် တော့ reflect ပြန်လုတ်ပေးတယ်ပြန်ပြန်ပေါ်လာအောင်လုတ်ပေးတယ်ပြီးတော့အောင်မြင်မဲ့ကိုမသိတာမြုပ်နေတဲ့ဥစ္စာတွေကိုလည်းပြန်ဖော်ပေးတယ်မသိစိတ်က internal belief ရှိဖို့လိုတယ်ကိုအတွင်းထဲကကိုကိုကိုယုံကြည်ဖို့ရှိတယ်နောက်ဆုံးပြောမှဆိုလို့ရှိရင်တော့သတိထားရမှာကမသိစိတ်ကိုနော်မသိစိတ်ကိုအတုံးချဖို့သတိပြုမှုစဉ်းစားမှုနဲ့တက်နိုင်တယ်လို့ချိန်ချင်းလေးကျင့်နေရမယ်တခါတည်းတော့ဟိုမျှော်မှန်းလို့မရဘူးဒါမသိစိတ်ကို reprogram လုပ်ပြီးတော့အတ ုံးချတဲ့အချိန်မှာတခါတည်းရဲ့အလိုမျိုးကြီးစွန့်အားရှိတာတော့မဟုတ်ပါဘူးဘလိုမျိုးနဲ့အတူလဲဆိုလို့ရှိရင်မာဆယ်ကိုတန်မြအောင်လှုပ်လာတဲ့ပုံစံပဲဖြစ်ပါတယ်အဲအကြောင်းကျွန်မရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဒီထက်ကောင်းတဲ့ဗီဒီယိုလေးတွေကိုတင်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်မရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးပြတော့ဒေနာနေဖြစ်ကောင်းမွန်လေးကိုလည်းနှိပ်ပြသွားဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်နေ့မှတွေ့ပါမယ်